မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အနောက်ဘက်အစွန်ဆုံးမောင်တော်မြို့နခခငါတိုက်ပွဲဟာအလွန်ပြင်းထန်နေပြီးတော့စစ်ကောင်စီက Wi-Fi ဘုံကျဲလေးရင်တစ်စင်းနဲ့ Jet Fighter 4ရဲ့၄စီးအထိကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောက်ခါခါငါနေကြားဆောင်ဌာနချုပ်ကိုအရခတက်တော် AA ကအခုရက်ပိုင်းအတွင်းမှာပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲဟာအပြင်းထန်ဆုံးအဆင့်ကိုရောက်ရှိနေတယ်လို့ဒေသခံများကပြောကြားထားပါတယ်။ဒေသခံတဦးကတကြိမ်မှာဆိုရင် Jet Fighter နှစ်ဆင်းလာတယ်။တိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတယ်။နေရောညပါထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်။လက်နက်ကြီးတွေနဲ့လည်းတညာလုံးပစ်တယ်။ ်ဒီကနေ့မနက်လဲဆက်ပြီးတော့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ပြောကြားထားပါတယ်အခုလိုမျိုးတိုက်ပွဲပြင်းထန်နေတဲ့အတွက်ဒီကနေ့အော်တိုဘားလာ14ရက်နေ့မနက်6နာရီခွဲကနေမနက်7နာရီခွဲအထိစစ်ကောင်စီရဲ့လေတပ်က112နဲ့ဘုံအလုံးကြီး30ကျော်ကျဲချခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်ဒါအပြင် Jet Fighter လေယာဉ်နှဆင်းကလည်းမနက်9:45မိနစ်မှာတစ်ချိန်မနက်9:00နာရီခွဲမှာနောက်ထပ် Jet Fighter လေယာဉ်နှဆင်းနဲ့တစ်ချိန်ဘုံကျဲချခဲ့တယ်လို့မျက်မြင်ဒေသခံများကပြောပါတယ်နောက်ထပ်ဒေသခံတဦးကနာခခ9ပတ်ဝန်းကျင်3မိုင်နဲ့4မိုင်ဝန်းကျင်ကိုဒီနေ့မနက်6:00နာရီခွဲမှာ112နဲ့ဘုံနေအတွဲလိုက်ကျဲချခဲ့ပါတယ်တတွဲမှာ9လုံးစီချတာအလုံးပေါင်း6ကြိမ်ကျဲချတယ်အလုံး30ကျဲချခဲ့တယ်112နဲ့ဘုံကျဲပြီးတာနဲ့ Jet Fighter နှဆင်းနဲ့ဘုံလာကျဲတယ်နောက်ထပ် Jet Fighter နှဆင်းထပ်လာပြီးတော့ဘုံချတယ် ဂျက်ဗိုက်တာ၄၀အထိကိုဘုံလာကျဲတယ်လို့ပြောဆိုထားပါတယ်။အော်တိုဘားလ၁၃ရက်နေ့နေ့လယ်တန်တားရီခွဲအကျော်ကလည်းဂျက်ဗိုက်တာ၄ရင်တစ်စင်းနဲ့ဘုံတွေကျဲချပြီးတိုက်ခိုက်ခဲ့တဲ့လို့112ဘုံကျဲ၄ရင်နဲ့နာခါခါ၅ကိုလက်နက်နဲ့ရိတ်ခါများကိုလည်းလေထီးများနဲ့ချပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိနာခါခါ၅တိုက်ပွဲပြင်းထန်နေတဲ့အတွက်အရက်သားများကို တရွာနဲ့တရွာသွာလာခြင်းကိုအေအေကပိတ်ပင်ထားတယ်လို့သိရပါတယ်။မောင်တော်ခရိုင်မှာတခုတည်းကြံရှိနေတဲ့နခခငါတက်ရင်းကိုအေအေလက်ထဲမကျဆုံးစေရန်စစ်ကောင်စီကလေချောင်းကနေအပြင်းထန်ခုခံနေတဲ့အတွက်စခန်းသိမ်းဖို့ဟာကြံ့ကြာနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံမြို့တက်မှာသကောင်စင်းကောက်ယူနေတဲ့အနော်ရထားရက်ကွက်အုပ်ချုပ်ရေးမှူးစော်လီခေါ်နိုင်နိုင်ထွန်းပြက်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဒီကနေ့အော်တိုဝါလာ14ရက်နေ့မနက်09:38မိနစ်အချိန်ပကံမြို့တက်အနော်ရထားရက်ကွက်ပိုက်တေလေရက်စိန်ပန်းလမ်းမှာအနော်ရထားရက်ကွက်အုပ်ချုပ်ရေးမှူးစော်လီခေါ်နိုင်နိုင်ထွန်းကသကောင်စင်းကောက်ယူနေတဲ့အချိန်တနက်နဲ့ပြက်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ရက်ကွက်အုပ်ချုပ်ရေးမှူးကငယ်မွေးချံပေါက်ပဲသူ့ကိုကိုစော်လို့ခေါ်တယ်။သကောင်စင်းကောက်နေတဲ့ဆိုင်ကနေ ဲ့လာပြစ်သွားတာပွဲချင်းပြီးပဲခေါင်းကိုပြစ်သွားတာပြစ်ခတ်မှုဖြစ်ပြီးတော့ပကံဘတ်မှာပိတ်ဆို့စစ်ဆင်းနေတယ်ဆိုင်ကယ်ကတရုတ်ဆိုင်ကယ်ဘိန်းနဲ့ပဲလာပြစ်သွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲအော်တိုဘားလ12ရက်နေ့ည9နာရီအချိန်ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်တိန်ကုန်းကြီးရွာမှာအုပ်ချုပ်ရင်းမှုဇော်လွင်နဲ့ဇနီးဖြစ်သူခင်လေးဖြူတို့ကိုတနက်သမားကြီးကဝင်ရောက်ပြစ်ခတ်ရောက်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ် အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားများကတိမ်ကုန်းကျေးရွာအုပ်ချုပ်ရဲမှုဇော်လွင်နဲ့ဇနီးတို့ရဲ့အလောင်းများကိုလာရောက်ယူဆောင်ပြီးတော့ရဲတပ်ဖွဲ့ကလည်းအမှုဖွင့်ခြင်းစေးစားရယူခြင်းများကိုလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ချူမြို့အဝင်းမှာပြည်သူများထံကနေပြီးတော့မတရားငွေညှစ်တောင်းရနေတဲ့ရင်ထင်းရဲများကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ရာရင်ထင်းရဲ၃ဦးဒဏ်ရာရရှိခဲ့ပြီးတော့ တအူးကတော့တိတ်ဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ7ရက်နေ့မနက်7:00နာရီကမှပွင့်ဖြူမြို့အဝင်ဆိုင်းဘော့အနီးမှာစိုင်ကယ်နဲ့ကားများကိုအ धिक ဖမ်းဆီးပြီးတော့မတရားငွေညှက်တောင်းခံနေတဲ့ရင်းထိန်ရဲများကိုမင်းမှုခရအမှတ်လေးတပ်ရင်းကအဝေးထိန်ပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာရင်းထိန်ရဲမီတဲတဲမွန်ခေါ်ဖတ်တီးမဟာပြေထိုင်တိုင်ရာရရှိခဲ့ပြီးတော့နေပြည်တော်ကိုပို့ဆောင်ကစေကုသမှုခံယူနေရပြီးတေဆုံးနိုင်ချင်းများပြားတယ်လို့သိရပါတယ်။ဒါအပြင်ကျန်တဲ့ရင်းထိန်ရဲနှစ်ဦးဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဘဲဦးမကတော့နေပြည်တော်အထက်ကိုတွားကုနေရတယ်အခြေအနေကစိုးရိမ်ရတယ်ကျန်တဲ့ရင်ထင်းရဲနှာခေါင်ကတော့ထိခိုက်ဒဏ်ရာမစိုးရိမ်ရဘူးဘဲဦးမတဲတဲကမြို့နယ်ထဲမှာအတော်လေးကိုမကောင်းတဲ့ရင်ထွက်နေတော့သူ့ကိုထိတဲ့သတင်းကိုပြည်သူတွေကကြေနပ်နေကြတယ်ဘဲဦးမတဲတဲကဆိုင်ကယ်စီးလာတဲ့သူတွေကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ငွေတောင်းကျန်တဲ့သူပါလို့မင်းမှုခရအမတ်လေးတက်ရင်ပွင့်ဖြူမြို့နယ်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာအော်တိုဘားလ73ရက်နေ့ညနေပိုင်းကအမျိုးသမီးရင်ထိန်ဒုရဲအုပ်တနက်နဲ့ပြစ်ခတ်ခံရပြီးတဲ့နောက် ဒီကနေ့ရင်ဖန်းစည်းမှုတချို့နှဲပါသွားတယ်လို့ဖန်းစည်းမှုတချို့မှာရင်ထင်းရဲတွေပတ်ဝဲမှုလည်းနှဲပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အော်တိုဘာလ14ရက်နေ့ဒီကနေ့မနက်ပိုင်းမှာမန္တလေးမြို့မဟာအောင်မြေမြို့နယ်66လမ်းနဲ့68လမ်းကြား28လမ်းအောင်မြေတာဇံမြို့နယ်82လမ်းနဲ့24လမ်းကြားနေရာနှစ်ခုမှာရင်းစစ်ဆေးမှုတွေပြုလုပ်နေပြီမြေရင်ထင်းရဲတွေမတွေ့ရသလောက်နှဲပါနေပြီးမထတာမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိမ့်သိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီတွေသာဖမ်းဆီးနေတယ်လို့ဆိုပါတယ်ဒီကနေ့တော်တော်လေးနှဲသွားတယ် အရင်ကလည်းဒီလိုပြစ်ခတ်မှုဖြစ်ရင်ခဏတော့ငြိမ်သွားတယ်တပတ်လောက်နေရင်တော့ပြန်ဖမ်းတော့ပါပဲလို့မန္တလေးမြို့ကန်တအူးကပြောပါတယ်အော်တိုဘာလ7ရက်နေ့မနေ့ကညနေ4နာရီလောက်မှာပြည်ကြီးတကောင်မြို့နယ်စာလုံးရက်ကွက်62လမ်း124လမ်းနဲ့125လမ်းကြားမှာစိုက်ကယ်နဲ့ကားတွေကိုဖမ်းဆီးနေတဲ့ရဲနဲ့ယင်ထိန်7တအူးပါတဲ့အဖွဲ့ကိုစိုက်ကယ်စီးလာတဲ့အမျိုးသား2ဦးဟာတနက်နဲ့ပြစ်ခတ်ခဲ့ရမှာအမျိုးသမီးယင်ထိန်ရဲအရာရှိဒူရဲအုပ်ဖူးပွင့်ဇော်မှာ ရင်ဘတ်ကိုကြီးစံထိမှန်တန်းအောင်စိုးရင်ရရရှိခဲ့တယ်လို့မြို့ကန်နေစီကသိရပါဗျ။မန္တလေးမြို့တွင်ရင်းစစ်စေးဖမ်းဆီးမှုတွေကိုစစ်ကောင်စီရဲနဲ့ရင်ထိန်တွေကရွေလျားစနစ်နဲ့ဖမ်းဆီးလေရှိပြီးတော့ချမ်းရည်သာဇံမြို့နယ်69လမ်းနဲ့80ကြား35လမ်းအောင်မြေသာဇံမြို့နယ်85လမ်းနဲ့86လမ်းကြား12လမ်းကျုံးမြောက်ဘက်စတဲ့နေရာတွေမှာအများဆုံးဖမ်းဆီးတယ်ဆိုပေမဲ့ဒီကနေ့မှာတော့အရင်နေ့ကပြစ်ခတ်မှုဖြစ်ွားတဲ့နေရာအပါအဝင်အထက်ပါနေရာတွေမှာလည်းဖမ်းဆီးမှုမရှိဘူးလို့သိရပါဗျ။ မန္တလေးမြို့မှာရင်ထိတ်ရဲနဲ့ပြူစောတိတွေဟာရင်တွေကိုဖမ်းဆီးစစ်ဆေးပြီးတော့ငွေတောင်းတဲ့နေရာမှာနာမည်ဇိုးနဲ့ကြော်ကြားနေသူတွေဖြစ်ပြီးကိုပိုင် KBZ ပေးအကောင့်တွေထိပါငွေလွှဲခိုင်းတာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တမ်ဘာလအတွင်းကလည်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာရင်ဖမ်းဆီးနေတဲ့ရင်ထိတ်ရဲကိုတနက်နေ့ပြစ်ဖို့စူးစမ်းတဲ့အချိန်မှာကြီးမထွက်တာကြောင့်ရင်ထိတ်ရဲလွတ်မြောက်သွားတဲ့ဖြစ်စဉ်လည်းရှိခဲ့ဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတာရေစကြုံမြို့နယ်ကံတိတ်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူပိုင်နေအိမ်များကိုမိရှို့ကကျေးရွာနေပြည်သူများကိုလည်းဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဝါလာ14ရက်နေ့မှာရေစကြုံမြို့နယ်တပ်မ101လက်အောက်ခံခလာရ259နဲ့58တိုင်းရင်းကအင်အား60ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ တောင်ဦးရွာကနေထွက်ခွာလာပြီးကံတိတ်ရွာတဲကိုဝင်ရောက်စီးနှင်းကရွာတောင်ဖြားထန်းတုံးမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုမိရှုပ်ဖြတ်စီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာကြေးရွာအတွင်းဝင်ရောက်စီးနှင်းတဲ့အချိန်မှာပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးခြင်းများကိုပါပြုလုပ်ခဲ့ပြီးဖမ်းဆီးခံရတဲ့ပြည်သူအရေအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါဗျ။လက်ရှိအချိန်မှာကြေးရွာနေပြည်သူများဟာတကွဲတပြားနဲ့ခြေဦးတက်ရွာကိုထွက်ပြေးနေရတယ်လို့သိရပါဗျ။ခလိုက်ရ259နဲ့58တိုင်ရင်ကစစ်ခွေးအင်အား60လောက်ကဒီကနေ့မနက်ပိုင်းမှာတောင်အိုရွာဘက်ကထွက်လာပြီးတော့ကံတိတ်ရွာ တောင်ဖြားထိုင်းတော့မှရှိတဲ့နေအိမ်တွေကိုမိရှုံနေတာပါပျက်စီးဆုံးရှုံးမှုအခြေအနေကတော့မသိရသေးပါဘူးဖမ်းဆီးခံရတဲ့ပြည်သူတွေလည်းရှိတယ်အကုန်လုံးကတကွဲတပြားနဲ့ထွက်ပြေးနေကြတော့ဘယ်နှအူဖမ်းခံရလဲဆိုတာကတော့အတိမပြုတ်နိုင်သေးဘူးလို့တောင်းစစ်တီမြောင်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိကံတက်ရွာထဲမှာရှိနေပြီးတော့ဘဲရွာကိုဆက်ပြီးတော့ထွက်ခွာမယ်ဆိုတာကိုတော့မသိရသေးဘူးလို့တောင်းစစ်တီမြောင်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘူးတလင်မြို့နယ်တက်လိုင်းရွာကိုစစ်ကောင်စီတပ်ဖွဲ့ကမနေ့ကအော်တိုဘာလ7ရက်နေ့မနက်ပိုင်းကဝင်းရောက်စီးနှင်းပြီးတော့ပြည်သူအယောက်တရာခန့်ကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဘူးတလင်မြို့နယ်မြောက်ချီရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းကတက်လိုင်းရွာကိုဝင်းရောက်စီးနှင်းခဲ့တာဖြစ်ပြီးတော့တက်လိုင်းရွာစာတင်ကျောင်းထဲမှာ တန်ဃာတော်တွေအပါဝင်ပြည်သူအယောက်တရာခန့်ကိုဖမ်းဆီးတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဖမ်းဆီးခံရရတာအ ਨੇ ဆုံးယာကနန်းတော့ရှိတယ်မြောက်ကြီးကနေထိုးလာတဲ့စစ်ကြောင်းကတွေ့သမျှကလေးလူကြီးဖုံးကြီးတွေပါမှကြာအကုန်ဖမ်းလာတာလို့ပြောဆိုထားပါတယ်အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ကသူတို့တပ်ဆွဲထားတဲ့မြောက်ကြီးရွာမှာလဲရွာကန်တွေနဲ့ဘုဒ္ဓလင်မျိုးဘော်ကပြည်သူအယောက်90ခန့်ကိုဖမ်းဆီးထားတာရှိတယ်လို့ဒေသခံတွေကပြောပါတယ်ဒါအပြင်မြောက်ကြီးရွာမှာဖမ်းဆီးခံထားရတဲ့ပြည်သူတချို့စစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့လက်ရှိမှာတော့အသေးစိတ်အခြေအနေကိုအတိအပြုလို့မရသေးပါဘူး တက်လိုင်းရွာကိုဝင်းအောင်စီးနှင်းပြီးတော့ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့စစ်ကောင်စီစစ်ကြောင်းကအော်တိုဝါလာ၁၂ရက်နေ့မနက်အစောပိုင်းကဘူးတလင်မြို့ပေါ်မှာနေထိုင်တဲ့ကုန်းစုံဆိုင်ပိုင်ရှင်မိသားစုဝယ်6ဦးကိုတပ်ဖြတ်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတိုတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ကန်နီရွာပြူစောထိပ်စခန်းကစစ်အုပ်စုစစ်သားတအုပ်ဟာမနေ့ကထွက်ပြေးလာပြီးတော့လက်နက်ခဲယမ်းတဲ့တကွအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မြိုင်မြို့နယ်ကန်နီရွာပြူစောထိပ်စခန်းကိုပို့ဆောင်ခံရတဲ့ မခုတ်ကူမျိုးအခြေဆိုင်စေအုပ်စုရဲ့ချင်းမြန်တရင်ခမရ2 9နှစ်တရင်ကစေအုပ်စုစစ်သားဝေဖြိုးအောင်ဟာအော်တိုဘားလ12ရက်နေ့နေ့လယ်ပိုင်းမှာပြူစောတိစခန်းကနေထွက်ပြေးလာပြီးတော့အလင်းဝင်ခဲ့တာလို့ပြောဆိုထားပါတယ်။ကနေရွာပြူစောတိစခန်းမှာစေအုပ်စုဘုံနဲ့ပြူစောတိခေါင်းဆောင်တွေကအနိုင်ကျင့်တာကိုမခံနိုင်လို့ထွက်ပြေးလာတာလို့ပြောဆိုခဲ့ကြောင်း MPL People Defense Force အဖွဲ့တာဝန်ခံဘိုးအက္ခကပြန်လည်ပြောပြခဲ့ပါတယ်။ချိန်ဆက်ထားတာမရှိဘူးဗျ။သူ့ရဲ့အရာရှိဘုံနဲ့ပြူစောတိခေါင်းဆောင်တို့က သူ့ပေါ်မှာအရန်ကိုရက်ဆက်တယ်အစားအသောက်လည်းလောက်ငါ့ကိုမပေးတဲ့အတွက်တီးမခံနိုင်တော့လို့ထွက်ပြေးလာတာပါအဲ့ဒီလိုခိုးထွက်လာတော့ကျွန်တော်တို့ရှေ့တန်းကင်းဘုံနဲ့တွေ့တော့လက်နဲ့နဲ့အလင်းဝင်ခဲ့တာပေါ့လို့ဘိုးအက်ကကပြန်လဲပြောပြခဲ့ပါတယ်ကနေရွာပြူစောတီစခန်းကထွက်ပြေးလာတဲ့အချိန်မှာအထက်အရာရှိရဲ့တနက်တက်လက်အပါဝင်တနက်နှက်လက်ကိုယူဆောင်ကထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီးတော့ကင်းဆောင်နေတဲ့စေအုပ်စုနဲ့ပြူစောတီတွေကလက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့လိုက်လံပစ်ခတ်ခဲ့တာကြောင့်တနက်တက်လက်ကြကြံခဲ့က အလင်းဝင်တဲ့အချိန်မှာ MA3 တနက်တလန်ကြီးပေါက်တစ်ခုနဲ့ကြီးအတောက်200ကျော်ကိုယူဆောင်လာနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။အော်တိုဘားလ12ရက်နေ့မနက်9:00နာရီကကနေရွာပြူစောတိစခန်းကိုဒေသခံတော်လှန်ရေးတပ်တွေဖြစ်တဲ့ MPL မြောက်ပိုင်းစုံပကဖားမြိုင်ပကဖားစုဖွဲ့မှုတပ်ရင်း1တပ်ခွဲ3မြိုင်ပကဖားတပ်ရင်း1တပ်ခွဲ1တပ်ခွဲ3 Royal 7 ပခောက်ကူခရိုင်တိုင်ရင်စခေါ် Federal Star Drone Force နဲ့ဗမာထောင် Drone တပ်ဖွဲ့တို့က Drone နဲ့ Drop Bomb တွေကျဲချတိုက်ခတ်နေတဲ့အချိန်မှာပဲစစ်အုပ်စုစစ်သားတွေကအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ကဏီရွာပြူစောတိစခန်းကိုရိတ်ခါနဲ့စစ်ကူတွေမဝင်ရောက်နိုင်အောင်တော်လိုင်းတပ်ဖွဲ့တွေက Wi-Fi ပိတ်ဆို့ဖြတ်တောက်ထားလို့ပြူစောတိစခန်းကစစ်အုပ်စုနဲ့ပြူစောတိတွေကရိတ်ခါပြက်လက်ကငတ်ပြက်နေပြီးအော်တိုဘားလ9ရက်နေ့ကအနီးနားမှာရှိတဲ့လက်ထုပ်တော်ကျေးရွာကအမျိုးသမီး9ဦးကိုဖမ်းဆီးကရိတ်ခါနဲ့ပြန်ရွေးခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ြီးခဲ့တဲ့ဩဂတ်လအတွင်းမှာနိုင်ငံတော်ကစစ်အုပ်စုလက်နက်ကိုင်းတွေတဲကအလင်းဝင်ကပြည်သူရင်းဝယ်ကိုခိုးလုံလာတဲ့သူအယောက်40ကျော်ရှိပြီးတော့အဲ့ဒီအလင်းဝင်လာတဲ့သူတွေထဲမှာဒုဗိုလ်မှူးကြီးအဆင့်3ဦးဗိုလ်မှူး2ဦးဗိုလ်ကြီး2ဦးနဲ့ဗိုလ်3ဦးလည်းပါဝင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ